နှစ်စဉ်သတင်းကြော်လာပြင်းတွေကနေကဆောင်လာပြင်းတွေအထိခုနှစ်လကြာကျင်းပပြုလုပ်လေးရှိတဲ့ စံတော်ရှင်ကြိုက်ထီရုပ်စီရောမြတ်ကြီးရဲ့ဗုဒ္ဓဘုဇနီးရပွဲတော်နဲ့တောင်တော်ဖွင့်ပွဲအခမ်းအနားကိုအခုနှစ်မှာအောက်တိုဘာ6ရက်တရင်ကျွန်းလပြည့်နေ့မှာကျင်းပပြုလုပ်သွားမယ်လို့ဘန္နာတော်ထိန်ကောဘကအဖွဲ့ထံကသိရပါဗျ။အောက်တိုဘာ6ရက်တနင်္လာနေ့မနက်အစောပိုင်းအချိန်ကစတင်ပြီးစံတော်ရှင်ကြိုက်ထီရုပ်စီရောမြတ်ကြီးရဲ့ဗုဒ္ဓဘုဇနီးရပွဲတော်နဲ့တောင်တော်ဖွင့်ပွဲအခမ်းအနားကိုအစဉ်လာမပြတ်ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းဘန္နာတော်ထိန်ကောဘကအဖွဲ့ကောင်ဆောင်ဦးစိုးလှကပြောပါရယ်။၎င်းကဆက်လက်ပြီးစံတော်ရှင်ကြိုက်ထီရုပ်စီရောမြတ်ကြီးရဲ့ဗုဒ္ဓဘုဇနီးရပွဲတော်ကာလအ အတွင်းမှာဖျားဖို့တွေတွားရေးလာရတဲ့အတွက်ကြိုက်တီယိုတောင်ကြီးမှာရှိတဲ့ကေမွန်စခန်းကနေပြီးတောင်တော်ပေါ်မှာရှိတဲ့ရင်းမြတော်စခန်းအထိကိုတောင်တက်မော်တော်ယာဉ်အသင်းကမော်တော်ယာဉ်152စီးကိုလည်းရင်ကျန်းခိုင်ရတဲ့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့စစ်ဆေးမှုလှုပ်ဆောင်ထားပြီးဖြစ်ပါတယ်။အော်တိုဝါတရက်ကစားလို့တောင်တက်ကားတွေစတင်ပြေးဆွဲပေးနေပါပြီလို့ပြောပါရယ်။ဒါပြင်ဖျားဖို့တဲ့တဲခိုနိုင်ရဲ့အတွက်ဟိုတယ်တွေတဲခိုကန်တွေအခပေးအဆောင်တွေနဲ့အခမဲ့တဲခိုဆောင်တွေကိုလည်းပြင်ဆင်ထားပြီးဖြစ်ကြောင်းနဲ့ဖျားဖို့တွေစားရေးတောင်ရေးကိစ္စအတွက်ကိုလည်းထမင်းဆိုင်တွေစားတောက်ဆိုင်တွေကိုပြင်ဆင်ထားပြီးဖြစ်ကြောင်း၎င်းကဆိုပါရယ်အဲ့ဒီအပြင်ကို ဖျားဘူးတွေဂျမရဲ့ကိစ္စနဲ့ပတ်သက်လို့လည်းရင်းမြစ်တော်စက္ကန်းမှာစေပေကံဖွင့်လှစ်ပေးထားပါတယ်။လုံခြုံရေးအတွက်ကိုလည်းကင်မွန်စက္ကန်းကနေရင်းမြစ်တော်စက္ကန်းအထိသက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေကဖျားဘူးတွေမလိုလားအပ်တဲ့အဖြစ်အပျက်တွေမဖြစ်ရအောင်ဘေးကင်းလုံခြုံစွာဖျားဖူးမြော်နိုင်ရဲ့အတွက်လည်းစီမံဆောင်ရွက်ထားပြီးဖြစ်ပါတယ်။စံတော်ရှင်တိုက်တီယိုဇေရောမြတ်ကြီးရဲ့ဗုဒ္ဓဘုံဇနီးရပွဲတော်အတွက်ကြိုတင်ပြင်ဆင်မှုတွေအလုံးလုံးဆောင်ထားပြီးဖြစ်ပါတယ်လို့ဦးစိုးလာကဆက်ပြောပါတယ်။2023-2024ခုနှစ်စံတော်ရှင်တိုက်တီယိုဇေရောမြတ်ကြီးရဲ့ ဗုဒ္ဓဘုဇနီယပွဲတော်ကာလအတွင်းပြည်ရင်းပြည်ပဖျားဖို့ခရီးသွား9,200တောင်းကျော်သာလာရောက်ခဲ့ပေမယ့်ပြီးခဲ့တဲ့2024-2025ခုနှစ်ဇန်နဝါရီလကြိုက်ထီယိုးစီရောမြတ်ကြီးရဲ့ဗုဒ္ဓဘုဇနီယပွဲတော်ကာလအတွင်းပြည်ရင်းပြည်ပဖျားဖို့ခရီးသွား17.6သိန်းကျော်လာရောက်ခဲ့ကြောင်းဗန်နာရော်ထိန်ဂောဘကအဖွဲ့ထံကသိရပါဗျာ။ နှစ်စဉ်တင်းကျုံလာပြင်းနေ့ကနေကဆောင်လာပြင်းနေ့အထိကျင်းပပြုလုပ်လေးရှိတဲ့စံတော်ရှင်ကြိုက်ထီရိုးစီတော်မြတ်ကြီးရဲ့ဗုဒ္ဓဘုဇဏီယပွဲတော်ကိုပုံမှန်ကာလတွေကနှစ်စဉ်ဖျားဘူးသုံးတန်းခန့်လာရောက်လေးရှိကြောင်းလဲဘန္နာတော်ထိန်ကောဘကအဖွဲ့ထံကသိရပါဗျ။